မဲမဲနနာလိုချင်တာတွေကုန်ဝဲပြီးမင်းရမွေးနေမှာစတောင်းစကားလေးပြန်လွင်နေရေဒီယိုလေးပါဒစီယဖိုင်ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အမတရားနေ့အစီအစဉ်အားနဲ့ဒီကနေ့အပြီးလ29ရက်နေ့မှာမွေးနေ့ပြင်းပြောင်းကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူချစ်သူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုအမတရားနေ့အစီအစဉ်အားနေပြီးတော့ထုံနဲ့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ တရားနေ့အစီအစဉ်အားနေပြမဆုံးဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့တောင်ကြီးမှနေတဲ့ဘူကြီးအောင်ကျော်ဦးရဲ့ဒီနေ့မှပြင်းပြောင်းတဲ့28နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။ဘူကြီးအောင်ကျော်ဦးရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့ပြည်ဦးနေမှနေတဲ့တငယ်ချင်းနှင်းရတနာဝေကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ထမံပြီးတော့ဆူတောင်းပေးရအောင်မဲ့မွေးနေ့ရှင်ကတော့ရန်ကုန် FM ပကံကကိုသက်ထွေးအောင်ရဲ့ဒီနေ့မှပြင်းပြတဲ့မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ ကိုတန်ထွေးအောင်ရဲ့ဒီနေ့မှပြင်းပြတဲ့မွေးနေ့အတွက်ကိုတော့လယ်ဝင်းမှနေတဲ့စုနန္ဒီလင်ခိုင်ခိုင်ဝင်လှိုင်လှိုင်ဝင်နွယ်လင်းသူခင်းနဲ့ခိုင်ဝဲလွာတို့ကပါဝင်တောင်းဆိုလာပါတယ်ရှင်ဒီနေ့မှမွေးနေ့ပြင်းပြတဲ့တောင်ကြီးမှနေတဲ့ဘိုးကြီးအောင်ကျော်ဦးနဲ့ရန်ကုန် FM ပကံကကိုတန်ထွေးအောင်တို့ရဲ့မွေးနေ့အတွက်ကိုအမတရားနေ့အစီအစဉ်အနေပြီးတော့မွေးနေ့စုမုံကောင်းလေးတောင်းဆုပြုပေးကြပါတယ်ရှင်တောင်ရပြိုရှုံမွေးကောင်းတဲ့မွေးနေ့ရမျက်လေးဖြစ်ပါစေ အလောက်ကွေအားလုံးလည်းအဆင်ပြေပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးလိုက်ပါတယ်ရှင်။မထရနီအစီအစဉ်အားနဲ့အခုနောက်ဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ပသိမ်ကြီးမြို့ရွှေဆိုင်ရွှာမှနေတဲ့သမီးလေးချူပြေဆုံးရဲ့ဒီနေ့မှပြင်းပြောင်းတဲ့ငါးနှစ်ပြည့်မွေးနေ့အတွက်လေးကိုပအဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ် ။တမိလေးချူပြေဆောင်ရဲ့ဒီနေ့မှပြေးမြောက်တဲ့မွေးနေ့အတွက်ကိုတော့ဖေဖေနိုင်ဝင်းစုမေမေမြတ်စုကြောင့်မောင်လေးဂုံရှိန်ထက်နိုင်ဖွားဖွားဒေါ်ဆန်းအေးနဲ့တီတီခိုင်ဝင်းတို့ကပအဝင်တောင်းစုပေးလာတာဖြစ်ပါတယ်။မွေးနေ့ရှင်တမိလေးအတွက်မွေးနေ့ဆုမွန်စကားလေးရတော့ပညာတက်ကြီးဖြစ်ပါစေ။ကျမ်းမချမ်းသာပါစေဆိုပြီးမွေးနေ့ဆုမွန်စကားလေးတောင်းစုချွေပေးထားပါတယ်ရှင်။ အမတရားနေ့အစီအစဉ်မှာမွေးနေ့ရှင်တွေအတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံနေတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံနေတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။တွေ့စီလိုက်ဒီနေ့ပါလေချစ်သူရဲ့နှစ်ပတ် ုဆောင်တွင်မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပောင်ဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ပြင်ဦးနဲ့မှနေတဲ့တော်လာချမ်းမြေပဲဖြစ်ပါတယ်။သူကတော့အမရပူရမှနေတဲ့ဦးထင်းဝင်းနဲ့ဒေါက်လာရီတို့ရဲ့ဒီနေ့မှပြင်းပြောင်းတဲ့52ပြည့်မင်္ဂလာနှစ်ပတ်လည်အတွက်ကိုပောင်ဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်ရှင်။မင်္ဂလာဇနီးမောင်နှံအတွက်စကားလက်ဆောင်တွေကတော့ရတုဆဆနှစ်ပတ်နေ့တိုင်းပျော်ရွှင်စွာပေါင်းဖက်သွားနိုင်ပါစေဆိုပြီးစကားလက်ဆောင်တွေပေးထားပါတယ်ရှင်။ အမတရားနေ့အစည်းအဝေးမှာဆက်လက်ပြီးတော့ပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ရန်ကုန်ဗပဲထမ်းမာနေတဲ့သမီးခိုင်နေဝင်အမွာညီကိုရီဖြစ်ကြတဲ့တာဒေါက်တာကျော်စောဝင်ဒေါက်တာကျော်စောလေးနဲ့တူမစုပြည့်သူဇူးမေလိုင်းမေတက်ခင်တူအေးကိုခန်ဒေါက်တာခိုင်ခန့်ကိုချစ်ထွန်းအီမင်းပြည့်ခန့်လွင်ကိုမင်းတို့ပဲဖြစ်ပါရယ်သူတို့ကတော့ရန်ကုန်ဗပဲထမ်းမာနေတဲ့ ဒုတိယဗိုလ်မှူးကြီးနေဝင်းနဲ့ဒေါနီနီစိန်တို့ရဲ့ဒီနေ့မှပြေးမြောက်တဲ့34နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အတွက်ကိုပါဝင်တောင်းဆိုပေးကြတာဖြစ်ပါတယ်မင်္ဂလာဇနီးမောင်နဲ့အတွက်စကားလက်ဆောင်တွေရတော့မင်္ဂလာနှစ်ပတ်လည်မှာစပြီးရောတဲ့နောက်နှစ်ပေါင်း100ကျော်တိုင်အောင်ကျမ်းမပျော်ရွှင်ချမ်းမြေ့ပါစေချစ်ရတဲ့မိသားစုတွေနဲ့အတူတူပျော်ရွှင်ချမ်းမြေ့စွာနေထိုင်တော်နိုင်ပါစေဆိုပြီးစကားလက်ဆောင်တွေပေးပေးထားပါတယ်ရှင်အမတရားနေ့အစီအစဉ်မှာအခုနောက်ဆုံးပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ ပြင်းဦးနဲ့မာနေတဲ့ညီလေးနေလင်းအောင်ပဲဖြစ်ပါရယ်။သူကတော့ဟင်းတရမာနေတဲ့ကိုမျိုးဝင်းမောင်နဲ့မသိမ့်သိမ့်ဆိုးတို့ရဲ့ဒီနေ့မှပြင်းပြောင်းတဲ့ချစ်သူတတ်တန်းသုံးနှစ်ပြည့်အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါရယ်။တဆိုင်သူနှစ်ယောက်အတွက်စကားလက်ဆောင်တွေရတော့အကူနဲ့အမအမြင်ဆုံးရွှေလက်တွန်းနိုင်ပါစေဆိုပြီးစကားလက်ဆောင်တွေပေးပေးထားပါတယ်ရှင်ဒီနေ့မှနှစ်ပတ်လည်ပြည့်မြောက်ကြတဲ့ ချစ်သူဆုံးတွဲတွေအားလုံးနဲ့အတူတူမင်္ဂလာဇနီးမောင်နှံတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကျောင်းသားသမ ्या အခက်ခဲအတားအဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ပရိသတ်တွေအားလုံးအခုနောက်ဆက်ခဲ့ရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00ဝန်းကျင်အချိန်တိုင်းမှာ ထုံးတင်တင်ဆက်ပေးနေရပါပဲဖြစ်ပါတယ် တစင်းဖွင့်ပရိသတ်တွေအားလုံးကအမတ်တရားနေ့အစည်းအဝေးမှာကိုရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝေတောင်စုပေးကြတယ်ဆိုရင်တော့နေ့စဉ်မနက်7:00နာရီကနေ12:00နာရီအတွင်းဖုန်းနံပါတ်3933 6936 3936နဲ့39963 9995တို့မှာ3ရက်ကြိုတင်ပြီးတော့ပန်းဝေတောင်စုပေးနိုင်ပါတယ်ရှင်။ နာဆင်အားပေးခဲ့ကြတဲ့တစင်အဖန်ပရိသတ်များအားလုံးပဲတောင်းရပျော်ရွှင်မွေ ကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။